ရှိစာဟောင်းကခနာတွေးအောင်ခေါ်ပြီးဓာတ်နဲ့ကိုချက်အထိုးခံလိုက်ရတဲ့ကောင်းပါလေမိင်္ဂလာပါပရိသတ်ကြီးတို့ရေဒီဗီဒီယိုလေးကတော့ကိုယ့်ရဲ့ရှိစာဟောင်းတွေနဲ့အခုချိန်ထိပတ်သက်နေအောင်ဆိုတဲ့သူတွေနဲ့ငါ့ကိုဘာမှမလုပ်ပါဘူးဆိုပြီးရှိစာဟောင်းကခေါ်ရင်သွားတွေးတဲ့သူတွေအနေနဲ့သတိထားနိုင်အောင်မျှဝေပေးလိုက်ရပါတယ် အခုဗီဒီယိုတွေကမင်းကလေးကရီစာဟောင်းကခနာတွေ့ကြလို့ဆိုပြီးခေါ်တာကိုသွားတွေ့မိလို့အသက်ပြီးကတည်တည်လေးလွတ်ခဲ့ရတာပဲဖြစ်ပါတယ်။ဒီမင်းကလေးရဲ့ပြောပြချက်အရတော့ကျမရဲ့ရီစာဟောင်းဖြိုဟိန်ထက်ကတာမွေမာနေထိုင်တာဖြစ်ပြီးရန်ကင်းမှာကျမတငယ်ချင်းမိသားစုနဲ့အတူနေထိုင်စဉ်မေလ19ရက်နေ့ည8နာရီခွဲဝန်းကျင်ရီစာဟောင်းဖြစ်သူဖြိုဟိန်ထက်ကခနာထွက်လာခဲ့။ငါတို့စကားပြောအောင်ဆိုပြီးလန့်ခေါ်ခဲ့ပါတယ်။ဒါကြောင့်ကျမကလည်းလူပြတ်တဲ့ညဘက်အချိန်တခုခုပြဿနာရှာမှာဆိုတာကြောင့် စီတီမတ်လိုလူများရဲ့နေရာကိုထွက်လာခဲ့လိုက်ပါအဲနောက်စီတီမတ်ကိုနှစ်ယောက်တူတူသွားပြီးကျမကိုသူ့အလုံးမှာပြန်မှကြောင်းကမလီနဲ့အစီမပြေချောင်းတွေပြောပြပါပြောရင်လည်းည9:00နာရီလဲထိုးတော့မှာမဟုတ်ကျမလည်းပြန်တော့မယ်ဆိုပြီးထွက်လာခဲ့တဲ့အချိန်သူကအနောက်ကလိုက်လာခဲ့ပါပြန်တော့မယ်လို့ပြောခဲ့ပေမဲ့ခဏလေး9မိနစ်ပဲစကားပြောချင်လို့ဆိုပြီးလိုက်လာခဲ့ပါဘလို့ပဲဖြစ်ဖြစ်အသက်အန္တရာယ်ထိခိုက်တာလောက်တည်းရောမလုံလောက်ဘူးလို့ကျမလည်းထင်ခဲ့တာပါ ရန်ကင်းကကျမလက်ရှိနေထိုင်တဲ့တငယ်ချင်းအိမ်ရှိတဲ့ရက်ကွက်ကလုံချင်းအိမ်ခြံဝန်းတွေနဲ့လူလဲတိတ်ပြီးလမ်းမှလူပြတ်တာမို့မမောင်ခင်ကျမလည်းမြ мян အိမ်ပြန်ဖို့စိတ်လုံးနေခဲ့ပါတယ်။အဲ့ကနေလူပြတ်တဲ့လမ်းကြားလေးနားရောက်တော့ဒီနေရာလူပြတ်လာပါညာမေးပြီးကျမအနောက်ကနေဖက်ပြီးဓာတ်နဲ့စာပြီးထိုးပါတယ်။ကျမကိုမအောင်နိုင်အောင်ပါဇက်ကိုပိတ်ပြီးကိုလှုပ်ခဲတာပါကျမလည်းစတိုက်အထုခံရတာကြောင့်မျက်လုံးတွေပြပြီးလမ်းကြားပြီးနေရဘက်ကတ်လိုက်ပြီးထိုင်ချလိုက်ပါပြီးတော့သူကကျမကိုစတိုက်ချင်းချောက်ပြီးလေပင်းကိုလည်းရွှဲပါ යි နောက်ပြီးဖုန်းက flashlight ကိုလည်းတွေးခဲ့တာမို့ recording လုပ်နေရလားဘာလာတော့တိကျမသိခဲ့ပါဘူး။ကျမဘကအချိန်ကြီးတောင်းပန်ခဲ့တဲ့အချိန်မှာသူကနားမထောင်မဲဓာတ်ကိုတစ်ချက်ပေးချပြီးဖုန်းကင်နေတဲ့အချိန်အလစ်မှာကျမဓာတ်ကိုလှုပ်ပြီးတစ်ဖက်ကိုလှုပ်ပြလိုက်ပါသူကကြာသွားတဲ့ဓာတ်ကိုပြန်ကောက်နေတဲ့အချိန်မှာကျမသတိပြန်ကပ်ပြီးဘေးနာကျနေကျမဖုန်းကိုအမြန်ကောက်ကင်ပြီးထပြေးတော့တာပဲကျမနေရဲ့အင်ချန်ဝင်းတကားကိုတငယ်ချင်းအဖွင့်ထားတာကြောင့်ကံကောင်းစွာနဲ့ကျမအသက်ရှင်တာပါပြောရရင်သူကကျမကိုအတိတ်တက်ဖို့ကြံခဲ့တာပါ ကျမတတိရှိသေးလို့သာလွတ်လာတာပါအဲကနေကျမတငယ်ချင်းမိသားစုကဈေးရောင်အများလိုက်ပို့ခဲ့ပြီးအရေးပေါ်ခွဲစိတ်ခံဝင်ခဲ့ရပါယနေ့ထိရေရောအစာရောစားတော့လို့မရဘဲဈေးရောင်ကနေပေါ်ပက်လက်နေနေရပါဖြစ်စဉ်အစားကတော့ကျမသူနဲ့ပြတ်သွားတနှစ်လောက်ရှိပါပြီနောက်ပိုင်းသူ့မှာရေစာအစ်စ်ထက်ရှိနေပါပြီဒါပေမဲ့သူ့ဘက်ကနေကျမကိုအဆက်အသွယ်ဆက်လုပ်ခဲ့ပါ යි အဲ့ဒါကိုသူ့လက်ရှိကောင်မလေးတည်သွားတော့မိပြေးနဲ့အဆက်အသွယ်လုပ်သေးလားမေးတော့သူကမလုပ်တော့ဘူး2024အပြီလားထိပဲအဆက်အသွယ်ရှိခဲ့တာဆိုပြီးသူ့ကောင်မလေးကိုလိန်ပြောပါယ်ဒါပေမဲ့သူ့ကောင်မလေးကကျမနဲ့အော်တိုဘာတီအဆက်အသွယ်လုပ်နေသေးရဲ့ချက်တွေမြင်သွားပါယ်အဲ့ကိစ္စကြောင့်သူနဲ့သူ့ကောင်မလေးရံဖြစ်စကားများကြရင်အဲ့မှာသူကကျမကိုသူ့ရီးစားနဲ့အဆင်ပြေဖို့ အဲ့ဒီ compensation တွေကမဟုတ်ဘူးဆိုပြီးလိန်ခိုင်းပါတယ်။ကျမမလိန်ပေးပါဘူးဆိုပြီးညင်လိုက်ပါတယ်။ဒါနဲ့သူ့ရဲ့ကောင်မလေးကဆက်သွယ်နေရကိုအတီးပြုတ်ရှင်လာလာတော့မသိ။ကျမကိုဆက်သွယ်မီးမြန်လာတော့ကျမကိုဆက်သွယ်မီးမြန်လာတော့ကျမလည်းအမှန်တိုင်းပြောပြလိုက်ပါတယ်။အဲ့တော့ကသူကကျမမလိန်ပေးလို့ပြဿနာရှာပါတယ်။ အခုလိုလောက်တာကလည်းကျမမလင်ပေးလိုက်လို့သူ့ relationship အဆင်မပြေဖြစ်သွားရဲ့အတွက် maybe လောက်တာလို့ထင်ပါတယ်ဆိုပြီးပြောလာခဲ့တာပဲဖြစ်ပါတယ်။လက်ရှိမှာတော့တရားခံကိုလွတ်နေရဖြစ်ပြီးအမြန်ဆုံးမိအောင်ဝိုင်းဝန်းကူညီ share ပေးကြဖို့တောင်းဆိုလာခဲ့တာပဲဖြစ်ပါတယ်။အခုလိုရီးသားဟောင်းကချင်းနာကိုတွားမိလို့အသက်ဘေးနဲ့ကြုံနေရတဲ့မိပြေဆုံမှုအပေါ်အမြင်လေးကိုလည်းပြောပြခဲ့ကြပါအောင်ရှင်။အဆုံးထိကြည့်ပေးလို့အားလုံးကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်။ ဒီကနေ့မှာပဲသူမချင်ရတဲ့အမျိုးသားလေးနဲ့လက်ထပ်သွားကြောင်းပုံနဲ့တကွာချပြလာတဲ့ရင်ချင်းသက်အမအီအီငိမ့်မင်္ဂလာပါပရိသတ်ကြီးတို့ရင်မြန်မာနိုင်ငံရဲ့အမှုပညာလောကမှာပြက်ကလေးပိုစတာခေတ်ရှိခဲ့ပါတယ်။အဲဒီလိုပြက်ကလေးပိုစတာရိုက်ကူးမှုတွေတဲကနေအမှုပညာနယ်ပယ်ကိုရောက်လာကြတဲ့အမှုပညာရှင်တွေများစွာရှိခဲ့သလိုအောင်မြင်မှုတွေမေးမိန်ကအမှုပညာနယ်ပယ်နဲ့ကင်းကွာသွားတဲ့သူတွေလည်းမနေမနောကိုရှိနေပါတယ်။အဲ့ဒီအမှုပညာနဲ့ကင်းကွာသွားသူတွေထဲမှာအေအေငိမ့်နဲ့အီအီငိမ့်တို့ယဉ်ကျေးဆက်အမွားညီမနှစ်ယောက်လည်းပါပါတယ် သူတို့ညီမမြောက်ကတော့1992ခုနှစ်ဩဂုတ်လ၄ရက်နေ့ကဘီလင်းမြို့မှာမွေးဖွားခဲ့တာပဲဖြစ်ပါရင်ချင်းဆက်အမွားဖြစ်တာကြောင့်ခွဲစိတ်မှုခံယူရပြီးအကြီးမားဆုံးခွဲစိတ်မှုကိုအောင်မြင်စွာခွဲစိတ်ကုသနိုင်ခဲ့ရပဲဖြစ်ပါရင်ချင်းဆက်အမွားကိုမြန်မာနိုင်ငံမှာပထမဆုံးခွဲစိတ်မှုအောင်မြင်သွားခဲ့ပြီးတဲ့နောက်ပိုင်းမှာတော့လူတွေရဲ့စိတ်ဝင်စားခြင်းကိုလည်းခံလာခဲ့ရတာဖြစ်ပြီးအဲဒီကနေတဆင့်မူလာတန်းအရွယ်မှာတိပြက်ကြိန်ပိုစတာတွေရိုက်ကူးခဲ့ရပြီးလူသိများလာခဲ့တာပဲဖြစ်ပါ အဲ့ဒီကနေတဆင့်ဇကားရီထဲမှာပါပါဝင်တရုတ်ဆောင်လာခဲ့ရပြီးပိုစတာတချို့နဲ့ဇကားတချို့မှာပါဝင်တရုတ်ဆောင်ရင်လူချစ်လူခင်ပေါ်များလာခဲ့ပါအဲ့ဒီကနေနောက်ပိုင်းမှာတော့အကြောင်းအကျောင်းတွေကြောင့်အမှုပညာနယ်ပယ်ကနေအလံဝေးကွာသွားခဲ့ပါ යි အခုတခါမှာတော့အရွယ်တစ်ခုကိုရောက်လာခဲ့ကြပြီဖြစ်တဲ့ရင်ချင်းဆက်အမွားကြီးမနှစ်ယောက်ကတော့အသက်30ကျော်အရွယ်ကိုရောက်လာခဲ့ကြပြီအိမ်တော်ပြုရမယ့်အရွယ်ကိုကျော်လွန်ခဲ့တာကြောင့်အားလုံးကညီမနှစ်ယောက်တော့အိမ်တော်မပြုကြတော့ဘူးလို့ထင်ထားခဲ့ကြပေမဲ့ ဒီကနေ့မှာတော့မြန်မာနိုင်ငံရဲ့ရင်ကျင်းဆက်အမွာနှစ်ဦးထဲမှာအငယ်လေးဖြစ်တဲ့အီအီငိမ်မင်္ဂလာဆောင်ပုံလေးတွေကိုလူမှုကွန်ရက်မှာမျှဝေလာခဲ့ရပဲဖြစ်ပါတယ်။အင်းငင်းနဲ့အင်းငင်းတို့ဟာရင်ချင်းဆက်အမာရီထဲမှာနှစ်ဦးစလုံးတမ်းမာစွာရှိနေနိုင်ခဲ့ကြတဲ့ပြည်သူအချစ်တော်လေးတွေပါအခုအမာရီကအငယ်ဖြစ်တဲ့အီအင်းငင်းကလက်ထပ်ခဲ့တာဖြစ်ပြီးသူမရဲ့မိငလာညစာစားပွဲလေးကိုကျင်းပပြီးစီးခဲ့ပြီပဲဖြစ်ပါတယ်ပြက်ကရင်တွေရဲ့အထက်မှာတချိန်ကနေရာယူခဲ့တဲ့မြန်မာနိုင်ငံရဲ့ဒုတိယရင်ချင်းဆက်အမွာနှစ်ဦးဖြစ်တဲ့ အင်းငိမ့်အင်းငိမ့်တို့ညီမကိုတော့90ပုံးနေအနေနဲ့ရင်းနှီးပြတာဖြစ်မှာပါသူတို့ညီမတွေထဲမှာအငယ်လေးဖြစ်တဲ့အင်းငိမ့်ကတော့ချစ်တဲ့သူနဲ့ရွှေလက်တွဲသွားပြီပဲဖြစ်ပါတယ်အဆုံးထိကြည့်ပေးလို့အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင် ရှိစာဟောင်းကခနာတွေးရအောင်ခေါ်ပြီးဓာတ်နဲ့ကိုချက်အထုခံလိုက်ရတဲ့ကောင်မလေးမိင်္ဂလာပါပရိသတ်ကြီးတို့ရေဒီဗီဒီယိုလေးကတော့ကိုယ့်ရဲ့ရှိစာဟောင်းတွေနဲ့အခုချိန်ထိပတ်သက်နေအောင်ဆိုတဲ့သူတွေနဲ့ငါ့ကိုဘာမှမလုပ်ပါဘူးဆိုပြီးရှိစာဟောင်းကခေါ်ရင်သွားတွေးတဲ့သူတွေအနေနဲ့တတိထားနိုင်အောင်မျှဝေပေးလိုက်ရပါတယ် အခုဗီဒီယိုတွေကမိန်ကလေးကဤစာဟောင်းကခဏတွေ့ကြလို့ဆိုပြီးခေါ်တာကိုသွားတွေ့မိလို့အသက်ပြီးကတည်တည်လေးလွတ်ခဲ့ရတာပဲဖြစ်ပါတယ်။ဒီမိန်ကလေးရဲ့ပြောပြချက်အရတော့ကျမရဲ့ဤစာဟောင်းဖြိုဟိန်ထက်ကတာမွေမာနေထိုင်တာဖြစ်ပြီးရန်ကင်းမှာကျမတငယ်ချင်းမိသားစုနဲ့အတူနေထိုင်စဉ်မေလ19ရက်နေ့ည8နာရီခွဲဝန်းကျင်ဤစာဟောင်းဖြစ်သူဖြိုဟိန်ထက်ကခဏထွက်လာခဲ့။ငါတို့စကားပြောအောင်ဆိုပြီးလှမ်းခေါ်ခဲ့ပါတယ်။ဒါကြောင့်ကျမကလည်းလူပြတ်တဲ့ညဘက်အချိန်တခုခုပြဿနာရှာမှာဆိုတာကြောင့် စီတီမတ်လိုလူများရဲ့နေရာကိုထွက်လာခဲ့လိုက်ပါအဲနောက်စီတီမတ်ကိုနှစ်ယောက်တူတူသွားပြီးကျမကိုသူ့အလုပ်မှာပင်မကြောင်ကမလီနဲ့အစီမပြေကြောင်းတွေပြောပြပါပြောရင်လည်းည9:00နာရီလဲထိုးတော့မှာမို့ကျမလည်းပြန်တော့မယ်ဆိုပြီးထွက်လာခဲ့တဲ့အချိန်သူကအနောက်ကလိုက်လာခဲ့ပါပြန်တော့မယ်လို့ပြောခဲ့ပြီးမှခဏလေး9မိနစ်ပဲစကားပြောချင်လို့ဆိုပြီးလိုက်လာခဲ့ပါဘလို့ပဲဖြစ်ဖြစ်အသက်အန္တရာယ်ထိခိုက်တာလောက်တိရောမလုံလောက်ဘူးလို့ကျမလည်းထင်ခဲ့တာပါ ရန်ကင်းကကျမလက်ရှိနေထိုင်တဲ့တငယ်ချင်းအိမ်ရှိတဲ့ရက်ကွက်ကလုံချင်းအိမ်ခြံဝန်းတွေနဲ့လူလဲတိတ်ပြီးလမ်းမှလူပြတ်တာမို့မမောင်ခင်ကျမလည်းမြင်မြန်အိမ်ပြန်ဖို့စိတ်လောနေခဲ့ပါတယ်။အဲ့ကနေလူပြတ်တဲ့လမ်းကြလေးနားရောက်တော့ဒီနေရာလူပြတ်လာပါညာမေးပြီးကျမအနောက်ကနေဖက်ပြီးဓာတ်နဲ့စာပြီးထိုးပါတယ်။ကျမကိုမအောင်နိုင်အောင်ပါဇက်ကိုပိတ်ပြီးကိုလှုပ်ခဲတာပါ။ကျမလည်းစတိုက်အထူးခံရတာကြောင့်မျက်လုံးတွေပြပြီးလမ်းကြပြီးနေရံဘက်ကတ်လိုက်ပြီးထိုင်ချလိုက်ပါတယ်။ပြီးတော့သူကကျမကိုစတိုက်ချင်းချောက်ပြီးလက်ပင်းကိုလည်းရွှဲပါတယ်။ နောက်ပြီးဖုန်းက flashlight ကိုလည်းတွေးခဲ့တာမို့ recording လုပ်နေရလားဘာလားတော့သိချာမသိခဲ့ပါဘူး။ကျမဘက်ကအချိန်ကြီးတောင်းပန်ခဲ့တဲ့အချိန်မှာသူကနားမထောင်မဲဓာတ်ကိုတစ်ချက်ပေးချပြီးဖုန်းကင်နေတဲ့အချိန်အလစ်မှာကျမဓာတ်ကိုလှုပ်ပြီးတစ်ဖက်ကိုလွှတ်ပစ်လိုက်ပါသူကကြာသွားတဲ့ဓာတ်ကိုပြန်ကောက်နေတဲ့အချိန်မှာကျမသတိပြန်ကပ်ပြီးဘေးနာကျနေတဲ့ကျမဖုန်းကိုအမြန်ကောက်ကင်ပြီးထပြေးတော့တာပဲကျမနေတဲ့အိမ်ချဝင်းတကားကိုတငယ်ချင်းအဖွင့်ထားတာကြောင့်ကံကောင်းစွာနဲ့ကျမအသက်ရှင်တာပါပြောရရင်သူကကျမကိုအတိတ်တက်ဖို့ကြံခဲ့တာပါ ကျမတတိရှိသေးလို့သာလွတ်လာတာပါအဲ့ကနေကျမတငယ်ချင်းမိသားစုကဈေးရောင်အများလိုက်ပို့ခဲ့ပြီးအရေးပေါ်ခွဲစိတ်ခံဝင်ခဲ့ရပါယနေ့ထိရေရောအစာရောစားတော့လို့မရပဲဈေးရောင်ကနေပေါ်ပလက်နေနေရပါဖြစ်စဉ်အစားကတော့ကျမသူနဲ့ပြတ်သွားတနည်းလောက်ရှိပါပြီနောက်ပိုင်းသူ့မှာရေစာအစ်စ်ထက်ရှိနေပါပြီဒါပေမဲ့သူ့ဘက်ကနေကျမကိုအဆက်အသွယ်ဆက်လုပ်ခဲ့ပါ යි အဲ့ဒါကိုသူ့လက်ရှိကောင်မလေးတည်သွားတော့မိပြေးနဲ့အဆက်အသွယ်လုပ်သေးလားမေးတော့သူကမလုပ်တော့ဘူး2024အပိလာထိပဲအဆက်အသွယ်ရှိခဲ့လားဆိုပြီးသူ့ကောင်မလေးကိုလိန်ပြောပါတယ်ဒါပေမဲ့သူ့ကောင်မလေးကကျမနဲ့အော်တိုဘာထိအဆက်အသွယ်လုပ်နေသေးရဲ့ချက်တွေမြင်သွားပါတယ်အဲ့ကိစ္စကြောင့်သူနဲ့သူ့ကောင်မလေးရံဖြစ်စကားများကြရင်အဲ့မှာသူကကျမကိုသူ့ရီးစားနဲ့အဆင်ပြေဖို့ အဲ့ဒီ compensation တွေကမဟုတ်ဘူးဆိုပြီးလိန်ခိုင်းပါတယ်။ကျမမလိန်ပေးပါဘူးဆိုပြီးညှင်းလိုက်ပါတယ်။ဒါနဲ့သူ့ရဲ့ကောင်မလေးကဆက်သွယ်နေရကို အတီးပြုတ်ရင်လာလာတော့မသိ။ကျမကိုဆက်သွယ်မီးမြန်လာတော့ကျမကိုဆက်သွယ်မီးမြန်လာတော့ကျမလည်းအမှန်တိုင်းပြောပြလိုက်ပါတယ်။အဲ့တော့ကသူကကျမမလိန်ပေးလို့ပြဿနာရှာပါတယ်။အခုလိုလောက်တာကလည်းကျမမလိန်ပေးလိုက်လို့သူ့ relationship အဆင်မပြေဖြစ်သွားတဲ့အတွက် maybe လောက်တာလို့ထင်ပါတယ်ဆိုပြီးပြောလာခဲ့တာပဲဖြစ်ပါတယ်။လက်ရှိမှာတော့တရားခံကိုလွတ်နေရဖြစ်ပြီး အမြန်ဆုံးမိအောင်ဝိုင်းဝန်းကူညီ share ပေးကြဖို့တောင်းဆိုလာခဲ့တာပဲဖြစ်ပါတယ်။အခုလိုရီးသားဟောင်းကချိန်းနာကိုသွားမိလို့အသက်ဘေးနဲ့ကြုံခဲ့ရတဲ့မိပြည့်ဆုံးမှုအပေါ်အမြင်လေးကိုလည်းပြောပြခဲ့ကြပါအောင်ရှင်။အဆုံးထိကြည့်ပြီးလို့အားလုံးကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်။